ရှင်းစကားတွေဟိုထမင်းစားရေတောက်ကင်ခေါရောလောနွက်ကမအတူအကုန်အဲ့လိုမျိုးပြောတတ်တယ်ပေါ့နော်အမေနဲ့ကရှမ်းလိုပြောတယ်မွေးကလေးကအဖေနဲ့ကြဗမာလိုပြောတယ်အမေကကြလည်းဗမာစကားအမှုနေအောင်ပြောတတ်တယ်သူတို့မြောက်ဘလို့ယူရောလာတော့စဉ်းစားလို့မရဟုတ်ကဲ့အဖေများနေရတော့ဒီတိုင်းပါပဲအမြဲပါပဲအဖေနဲ့ကကြတော့အာဟလေး၁၀တန်းနှစ်ခဲတာအမေနဲ့ကလမ်းခွဲခဲ့တယ် အဲ broken family ဖြစ်ခဲ့တယ်အဲ့ချိန်မှာဆိုရင်ငလေးရဲ့မောင်လေးကဟိုလေးဖက်ကုံသွားတဲ့အရွယ်ပေါ့နော်ဖြူးမှာအဖေနေတာတိတယ်ဖြူးထိကိုသွားတယ်မောင်နှမနှစ်ယောက်ငုံမှုလေးပဲစားပြီးမောင်နှမနှစ်ယောက်နေ့လဲစားလေးစားပြီးရေဆိုလဲဟိုရေအိုးရွတ်ပြီးတော့ရေခဲရေလေးအားလေးတစ်ခွက်ကို20မှတ်မိတယ်အဲ့လိုရေလေးတောက်ပြီးတော့အဖေစီရောက်အောင်သွားတယ်